မရဏတာတခင်ဖရာကြွလာတော်မီမေလ73ရက်မြုပ်ကြီးများထဲကရှုပ်ထွေးမှုစိုးရစ်တော်သူလှည့်ဖြားတော်သူတို့မူကားသူတပားကို၎င်းကိုကိုကို၎င်းလှည့်ဖြား၍စုညစ်ခြင်းတရွေ့ရွေ့ကိုတူပွားကြလိမ့်မည်တိမောသေဩဝါဒစာဒုတိယဆောင်အခန်းကြီး3အငယ်73မိမိလူတို့သည်မြုပ်ကြီးများထဲသို့စုပြုံကြရန်နှင့် လမ်းပေါ်နဲ့တိုက်ခတ်များတွင်ကြိတ်ကြိတ်တူးကြရမှာဘုရားသခင်၏ရွေချက်မဟုတ်ချေအဆောက်အဦး၌ကိုတော်သည်ကျွန်ုပ်၏မိအိုဖာအိုတို့ကိုလှပတ်သောရှုခင်းများနှင့်တဘာဝတရား၏ဆဲဆောင်မှုရှိသောတိတံများကြားရှိအေဒင်ဥယျာဉ်၌ထားတော်မူခဲ့သည်ဤရှုခင်းများနှင့်တိတံသားများ၌လူတို့သည်ယနေ့တာယာကြည်နူးကြရန်ဘုရားသခင်အလိုရှိတော်မူသည် မြို့ကြီးများသည်ရှုပ်ထွေးမှုရုံရင်းဆန်ခတ်မှုနှင့် ရာဇဝတ်မှုများဖြစ်ပြီကဤအရာများသည်ကမ္ဘာကြီးကုံဆုံးသည့်တိုင်အောင် ရှိနေမည်ဖြစ်ကြောင်းကိုကျွန်ုပ်မြင်ခဲ့သည်ယခုအချိန်တွင်ကျွန်ုပ်တို့လူတို့အတွက်မိမိတို့မိသားစုများကိုမြို့ကြီးများမှငိန်သက်သောနေရာများသို့ခေါ်ဆောင်ရမည်အချိန်ဖြစ်သည်ထို့သူမဟုတ်ပါကညစွာသောလူငယ်များနှင့်အသက်ကြီးသူများပင်လျှင်ရန်သူ၏ကြောက်ကွင်းတွင်မိပြီးတင်းသွားခြင်းခံရလိမ့်မည် ်မြို့ကြီးများမှထွက်ပါမြို့ကြီးများမှထွက်ပါဟုဒီမှာသာရဖရာကြီးကျွန်ုပ်အားပေးသောသတင်းစကားဖြစ်သည်ဤမြို့ကြီးများ၌ပြည်နေသည့်ရှုပ်ထွေးမှုများနှင့်အလုတ္တမအဖွဲ့စည်းများနှင့်စန္ဒပြချင်းများအဖြစ်ဖြစ်ပေါ်လာသောအခြေအနေများသည်ကျွန်ုပ်တို့၏အမှုတော်လုပ်ငန်း၌မဟာအတားအဆီးဖြစ်စေလိမ့်မည်။အဖွဲ့အစည်းတချို့တွင် ပါဝင်ခြင်းအပြင်အမျိုးမျိုးသောကုန်သွယ်မှုများတွင်ပါဝင်ရန် လူတို့သည်ကြိုးပမ်းနေကြသည်။ ။ရေရာသည်ဘုရားသခင်၏အကြံစီမဟုတ်ဘဲပညာအဖြစ်မဟုတ်သောကျွန်ုပ်တို့မသိရှိနိုင်သောတကူ၏အစီအစဉ်များဖြစ်သည်။ဘုရားသခင်၏နှုတ်ထွက်စကားများသည်ပြည့်စုံနေသည်။စိုးရိမ်သောသူတို့သည်မိရှုရန်အစဉ်တင်ဖြစ်နေသောအထုပ်အပိုးများ၌မိမိတို့ကိုယ်ကိုချီးထောင်နေကြသည်။ယခုကျွန်ုပ်တို့အားအနှင်းထားသောအဆွမ်းအစများကို လောကကြီးအားနောက်ဆုံးသောတရိပ်ပေတရင်စကားပေးရ၌အသုံးပြုရမည်။ ကျွန်ုပ်တို့ဒီလူဝတ်သောအဖွဲ့အစည်းများသို့မဟုတ်ကုံသွယ်ရေးအဖွဲ့များနဲ့ပူးပေါင်းကြရမည်မဟုတ် ခရစ်တော်ကိုအမြဲကြည်လျက်ကျွန်ုပ်တို့ဒီဖျားသခင်၌လွတ်လပ်စွာရပ်တည်ရမည်ကဘာပေါ်မှဖျားတရားမရှိသောမြို့ကြီးများသည်ပျက်စီးခြင်းတပျက်စီးခြင်းလဲထုတ်ပြခြင်းခံရကြမည်အယာမတိတ်တာကြီးများနှင့်မြို့ကြီး၏အစိတ်အပိုင်းတချို့တွင်ယခုကြားရောက်နေသောဘေးများတွင်ကဘာတစ်ခုလုံးအပေါ်ကြားရောက်လာမည့်အရာကို ဖျားသခင်သည်ကျွန်ုပ်တို့အားပြသနေတော်မူသည်ကိုတော်သည်ကျွန်ုပ်တို့အားတင်မောတပန်းပင်ကိုအစွဲပြုတ်၍ပုံသက်တည်တစ်ခုကိုမှတ်ကြလော့တင်မောတပန်းပင်သည် အခက်လက်နှုတ်၍အရွက်ပေါက်သောအခါຫນွေကာလနည်းဒီကိုတင်တို့သိကြ၏ထိုနည်းတူထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင်လူသားသည်တကားဝတိုင်ကောင်းအနည်းသူရောက်တော်မူသည်ကိုသိမှတ်ကြလော့ဟုပြောပြတော်မူခဲ့သည် ရှင်မတေအခန်းကြီး24အငယ်32 33